ဂျက်ရှွာဘန်နဲ့ချန်ပီယံဂျီပန်တိုဂျာရဲ့ထိုးပွဲကြီးကိုမနေ့မနေ့ပိုင်းထိ UFC ရဲ့ဥက္ကဋ္ဌကြီးဒေနာဝိုက်ကိုရိုင်းကအတိပြူလာခြင်းမရှိတာဖြစ်တဲ့အတွက်ပြည်သူတွေကြားထဲမှာတော့ဂျော့ရှွာဘန်ရဲ့ထိုးပွဲကြီးကဘာမှဆိုဖြစ်သွားနိုင်တယ်။လဲမှထိုးပြီးပြီဆိုပေမဲ့လေဒီပွဲကပြတ်သွားနိုင်တယ်။ပြည်ကကြတော့ဂျော့ရှွာဘန်ကလူတိများတယ်ဆိုပေမဲ့ UFC က ဂျက်ရှွာဘန်နဲ့ငွေသိရှာလို့မရလို့ဂျက်ရှွာဘန်ရဲ့ပွဲကိုကောင်းပွဲမလုပ်ခြင်းဘူးပါညမျိုးစုံထွက်ပေါ်လာခဲ့ပေမဲ့လေညနေပိုင်းမှာတော့ဒါကျွန်တော် UFC ဥက္ကဋ္ဌကြီး Dana White ကိုရင်ကအသည်ပြုလိုက်တာဖြစ်တဲ့တော့ဟင်ကနေဟာကနေရီဖြစ်ကုန်သွားပြီလေဖြစ်ပါတယ်ဂျက်ရှွာဘန်နဲ့ပန်သူကြားရဲ့ထိုးပွဲကြီးကိုဥက္ကဋ္ဌကြီး Dana White ကကျွန်တော် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေအသေးလင်းကိုကြီးညာလိုက်ပြီး UFC ကလည်းအသေးလင်းကိုကြီးညာလိုက်ပြီးဖြစ်တယ်။ Joshua Ban နဲ့ Pandoja ကခုမိန် event ထိုးရမှာဖြစ်ပါတယ်เนาะ။ဒုကောင်ပွဲထိုးရမှာဖြစ်တဲ့ပြည်သူတွေကတော့အယံကိုယင်ခုန်နေကြပြီး Joshua Ban ကလည်းဩဂရာဂျီဒေနာဝိုက်ကိုရင်ကအသီးပြုလိုက်တော့သူ့ရဲ့ Instagram အကောင့်မှာအာယာပါယာနဲ့ကိုဒီပွဲအတွက်အယံကိုမှယင်ခုန်နေပြီးဖြစ်ကြောင်းမဆောင်နိုင်တော့ဘူးဖြစ်ကြောင်း Joshua Ban က ပြောသွားခဲ့တာပဲဖြစ်ပါတယ်ဒရွှာဝမ်ကဘလောက်ထိထိဒီပွဲပေါ်မှာမျောလင်းလဲဆိုရင်သူဟာ2025မကုန်ခင်မှာချန်ပီယံတယောက်ဖြစ်ဖို့အထီတောင်းဒီပွဲအတွက်ပြင်ဆင်ထားတယ်လို့ဆိုပါတယ် အခု champion ကြီးပန်းတို့ကြာကတော့ဘာပြောလာလဲဆိုရင်လူတိုင်းလူတိုင်းလူတိုင်းကအဲ့ဒီကျွန်တော်ကို Joshua Van အကြောင်းကြီးပဲမေးနေကြရတယ် Joshua Van က Brandon River ကိုနော်ဟိုအောက်ဆုံးကနေအပေါ်ဆုံးဆိုရိတ် Brandon River ကိုနော်ဖြိုချပေးလိုက်တော့ Joshua Van ကိုလူတိုင်းလူတိုင်းကအနှက်ဖျားလို့ထင်နေကြရတယ်ငါ့ကိုနိုင်နိုင်မယ်လို့ထင်နေကြရတယ် ဒါပဲမဲ့ဒီပွဲမှာကျွန်တော်ကပဲစားသွားပါလိမ့်မယ်ကျွန်တော်ကဒီပွဲမှာ IQ အသုံးပြုပြီး Joshua Van ကိုအနိုင်ယူပြမယ်ဆိုပြီးတော့ LA 2နဲ့အနိုင်ယူပြမယ်ဆိုပြီးတော့ Champion Chip Van တို့ကြာကတည်းပဲပြောသွားခဲ့တယ်ပေါ့နော်ဒီလိုပြောလို့ရတယ်ဒါ Joshua Van ကိုကျွန်တော်တို့ဒါအထင်သေးလို့ပြောတာမဟုတ်ဘူးတဲ့ Joshua Van ကတကယ်ကိုကောင်းတဲ့ boxing သမားလို့ဒါ เนาะကျွန်တော်တို့ချန်ပီယံကြီးပန်းတို့ကြာကချီချူသွားခဲ့ပြီးတော့ဒီဘွက်အတွက်ကျွန်တော်ကိုရိုင်းကားလေးဂျက်ရှွာဘန်လို့တကယ်ကိုမှအရေးချင်းရှိတဲ့သူနဲ့ရင်ဆိုင်ရမှာမို့လို့တည်တည်ကြကြကိုပြင်ဆင်ထားတဲ့အကြောင်းเนาะဂျက်ရှွာဘန်နဲ့เนาะဂျက်ရှွာဘန်လို့အရေးချင်းရှိတဲ့သူနဲ့ထိုးရမယ့်ကိစ္စဖြစ်တဲ့အတွက်ဟိုဒီဘွက်အတွက်အေးစိမ့်မဲ့မပြင်ဆင်ထားဘူးဆိုရင်တော့ကျွန်တော်ရှုံးမှာပေါ့ဆိုပြီးတော့ဒါကျွန်တော်တို့ပန်းတို့ချာပြောသွားခဲ့တယ်เนาะဆိုတော့အောင်လန်အစားကားလေးပြောပါပြီကျွန်တော်တို့ရဲ့မြန်မာနိုင်ငံရဲ့အနာဂတ်ကတော့ရောက်ရှိလို့လာပါပြီတဲ့ဗျာเนาะအသက်24နှစ်ပဲရှိသေးတဲ့ ဂျော့ရှွာဘိုင်းဟာဆွင့်တော့ဖြစ်ချန်ပီယံဆွင့်ကိုကိုကိုထိုးတက်ရတော့မှာဆိုပြီးတော့အောင်လန့်အဆန်ကချီကျူးခဲ့ပြီးတော့ဂျော့ရှွာဘိုင်းကိုအပြည့်ဝအားပေးသွားခဲ့တာပဲဖြစ်ပါတယ်ဆိုတော့မကြခင်မှာကြည့်ရတော့မယ်ပရိသတ်တွေနော်ပွဲရက်ကတော့ပရိသတ်တွေလုံးဝထိမှမထားရရဖြစ်တယ် ဒီဇင်ဘာလခနေ့နေ့ဖြစ်တယ်เนาะမနေ့9နိုင်မှာကျွန်တော်တို့ကြည့်ရမှာဖြစ်တယ်ဆိုတော့ပရိသတ်တွေဂျက်ရှွာဘန်ခပတ်ရပြီလို့သားမှတ်ထားလိုက်တော့ဂျက်ရှွာဘန်ကပြောရင်ပြောတဲ့အတိုင်းသခင်လုပ်တယ်เนาะဆိုတော့เนาะကျွန်တော်တို့ကတော့ဂျက်ရှွာဘန်နိုင်ပြီလို့အပြည့်အဝယုံကြည်တယ် အားကစားဆိုတာအရှုံးနဲ့အနိုင်ရှိပေမဲ့လေရှုံးသည်ဖြစ်စေနိုင်သည်ဖြစ်စေကျွန်တော်ဂျက်ရှွာဘန်ကိုအားပေးတယ်သို့ပေမဲ့ဒီပွဲမှာဂျက်ရှွာဘန်နိုင်ပြီလို့အဖြစ်အပျက်ကိုကျွန်တော်ယုံကြည်ပေးမှရမယ်နော်ပြည်သူတွေဂျက်ရှွာဘန်ကိုအားပေးစကားဆိုကြပါမချခင်မှာဖိကြမယ်